အားလုံးမင်္ဂလာပါခင်ဗျာတက္ကာ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုကတော့ပညာသင်ကြီးငယ်များအတွက်အထူးကရည်ရွယ်ပြီးမျှဝေပေးနေတဲ့ EFI အခမဲ့တင်ဒန်းရဲ့ ISO and Emission System တွေကနောက်ထပ်အရေးပါတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ Stepper Motor Type EGR အကြောင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါလေးကိုပြသနေကြပုံစံအတိုင်းနာမည်ကစပြီးတော့အဆင့်ဆင့်ကြည့်ကြည့်ကြရအောင်ပါ ကဲညီကိုများနာမည်ကစပြီးပြောမယ်ဆိုတဲ့အခါကျတော့နာမည်ကကြတော့အားလုံးညီကိုတို့သိတဲ့အတိုင်းပဲ step by motor ခေါ်ဆိုရဲဆိုတော့ဒီ step by motor ကိုနာမည်ကစပြီးပြောမယ်ဆိုရင် step ဆိုတာကဘာလဲဆိုလို့ရှိရင်ညီကိုတို့အပြင်မှာလဲကြားဘူးကြတဲ့ပုံစံအတိုင်းပဲ step by step step by step ဆိုပြီးတော့ခေါ်ဆိုနေကြတယ်လို့ပဲအဆင့်အလိုက်ကိုကျွန်တော်တို့က step လို့ခေါ်ဆိုရဲပေါ့နော်ဆိုတော့အဆင့်အလိုက်အဆင့်အလိုက်ကို step လို့ခေါ်ဆိုရဲအဲ့ step အလိုက် အဆင့်အလိုက်ဖွင့်တဲ့မော်တာကိုကြတော့ကျွန်တော်တို့ကဒါကိုတော့သိနေကြအတိုင်းကျွန်တော်မော်တာပဲရေးလိုက်ပဲပေါ့အဆင့်အလိုက်ဖွင့်ပေးတဲ့မော်တာကိုစတပါမော်တာဆိုရဲပဲခေါ်ဆိုတယ်အဲ့တော့ကျွန်တော်တို့ဥပမာမျက်စိတဲကိုမြင်လွယ်စရာပုံစံနဲ့ပြောမယ်ဆိုလို့ရှိရင်ဘောလုံးကစားကြတယ်ဆိုပါဆိုကစားတယ်ဆိုလို့ရှိရင်ဘယ်လိုခေါ်လဲဆိုလို့ရှိရင် play လို့ခေါ်ဆိုတယ်ဘောလုံးကစားတဲ့လူကိုကြတော့ဘယ်လိုခေါ်လဲဆိုလို့ရှိရင် player ဆိုပြီးတော့ခေါ်ဆိုတယ်အဲ့ဒီပုံစံမျိုးပဲ ကျွန်တော်တို့ထမင်းနဲ့ဟင်းနဲ့ချက်တဲ့လူဆိုလို့ရှိရင် COOK cook ဆိုတဲ့ပြီးတော့ခေါ်ဆိုတယ်အဲ့ဒီလိုမျိုးထမင်းနဲ့ဟင်းနဲ့ချက်တဲ့လူကိုကြမှာကျွန်တော်တို့က cooker ဆိုတဲ့ပြီးတော့ခေါ်ဆိုတယ်နောက်မှာ ear ပါလာတယ်ပေါ့အဲ့လိုပဲနောက်ထပ်တစ်ခုကျွန်တော်တို့မျက်စိတော့မြင်လွယ်စရာပြောမယ်ဆိုလို့ရှိရင်လမ်းလျှောက်တယ်လမ်းလျှောက်တယ်ဆိုလို့ရှိရင် ဟောကလမ်းလျှောက်တယ်ဆိုတော့ခေါ်ဆိုတယ်အဲ့ဒီနောက်မှာလမ်းလျှောက်တဲ့လူဆိုလို့ရှိရင်ဟောကာဆိုတဲ့ပြီးတော့နောက်မှာ ER ပေါင်းတယ်အဲ့ဒီပုံစံမျိုးပဲ step အလိုက်ဖြွင့်ပေးတဲ့မော်တာကိုမော်တာကိုကိုစားပြုကျင်တဲ့အခါမှာနောက်ကကျွန်တော်တို့က ER ကိုထပ်ပေါင်းလိုက်ပြီးပြီးတော့ stepper motor ဆိုတဲ့ပြီးတော့ခေါ်ဆိုတာဒါကနာမည်အပိုင်းပေါ့နော်ဘာကြောင့် stepper motor လို့ခေါ်ဆိုလဲဆိုတော့ကျင်အဓိကအပြင်တော့ဒီ step apply ဖြွင့်တယ် step apply ဖြွင့်တာဘယ်ဟာဖြွင့်လဲဆိုလို့ရှိရင်ဒီ motor ဖြွင့်တယ်ဒါကြောင့်ဒီ motor ကိုကိုစားပြုကျင်တဲ့အခါမှာနောက်ကကျွန်တော်တို့က ဣရာကိုထပ်ပေါင်းပြီးပြီးတော့စတပါမော်တာဆိုတဲ့ပြီးတော့ကျွန်တော်တို့ကခေါ်ဆိုလိုက်တာပေါ့ဒါကနာမည်အပိုင်းဆိုတော့ကျွန်တော်တို့ဒီမော်တာရဲ့အလုပ်လုပ်ပုံအပိုင်းကိုကျွန်တော်တို့တွားရအောင်ဒီမော်တာဘလို့လုပ်လုပ်တယ်လဲဆိုတာကိုမပြောခင်မှာအရင်ဆုံးကျွန်တော်တို့သိကြာမော်တာဖြစ်တဲ့အတွက်ကျွန်တော်တို့သိကြာဒီဘာလဲဆိုတဲ့အခါကျွန်တော်ကြွိုင်မဲဖြစ်တယ်ဒီမှာအပေါင်းပေးပြီးတော့ဒီမှာအနှုတ်ပေးတယ်ဆိုလို့ရှိရင်မော်တာကဥပမာတစ်ခုညာကိုလဲသွားတယ်ဆိုရင် ဒီမှာအပေါင်းပေးပြီးတော့ဒီမှာအနှုတ်ပေးတယ်ဆိုလို့ရှိရင်မော်တာကကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့ဘယ်ကိုလဲသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ April Circuit မှာကျွန်တော်ပြောခဲ့တာရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့မော်တာဖြစ်တဲ့အတွက်မော်တာဒီ꽌ပဲ꽌ရဲ့တစ်ဖက်ကွာရဲ့အစုံနှစ်ဘက်ကိုတိုင်းကျရလို့ရှိရင်ကျွန်တော်တို့အုံတံမိုးတစ်ခုရှိမယ်အုံတံမိုးဆိုဆိုပါတော့ဥပမာဒီမှာသလိုချင်ကျွန်တော်20အုံမဲဆိုပါတော့ဒါပြန်မြကျွန်တော်20အုံရှိမယ်မော်တာဖြစ်တဲ့အတွက်သူဒီ꽌နဲ့ပဲလုပ်လို့မယ် ဆိုတော့ quality လေးပဲလုပ်လို့မယ်ဆိုတော့ကကျွန်တော်ဒီမှာကကျွန်တော်တို့ဥပမာတကူဒီမှာအပေါင်းပေးပြီးတော့ဒီမှာအနှုတ်ပေးတယ်ဆိုလို့ရှိရင်မော်တာညာကိုလဲတယ်ဆိုရင်ဒီမှာအနှုတ်ပေးပြီးတော့ဒီမှာအပေါင်းပေးတယ်ဆိုလို့ရှိရင်မော်တာဘယ်ကိုလဲသွားမယ်ဒီပုံစံမျိုးနဲ့အလုပ်လုပ်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒါကိုနောက်ထပ်ပုံစံတစ်မျိုးကျွန်တော်တို့ပြောင်းလိုက်နေပေါ့ပုံစံတစ်မျိုးပြောင်းလိုက်မယ်ဆိုတော့ဘယ်လိုပြောင်းလိုက်မလဲဆိုတဲ့အခါကျတော့ဒီမှာကျွန်တော်တို့ကဒီကွာရင်းက20အုံးရှိတယ်ပေါ့20အုံးရှိတယ် ညီကိုတို့စောစောပြောခဲ့တယ်ပါ20အုံးရှိတယ်အဲ့ဒီဟာကိုကျွန်တော်တို့ဒီ coin ကိုဘလို့လုံးလိုက်မလဲဆိုတဲ့အခါကျ coin အချီးကိုဒီ coin 20အုံးရှိတဲ့ coin ကိုဒီလေကောင်ကနေဖြတ်ပြီးတော့ဒီလေကောင်ကနေဖြတ်ပြီးတော့တပ်ပွင့်ယူလိုက်ဥပမာဒီမှာတပ်ပွင့်ယူလိုက်တပ်ပွင့်ယူလိုက်တဲ့ဆိုတဲ့အခါကျတော့ဒီမှာအပေါင်းပေးပြီးတော့ဒီမှာအနှုတ်ပေးတယ်ဆိုလို့ရှိရင်ဒီ coin ကဆိုပါစို့ s လို့ခေါ်တဲ့စုပ်ပိုး ျွန်တော်တို့ကတာဝန်ရိုးစွန်းဖြစ်တယ်ဆိုလို့ရှိရင်ဒီမှာအပေါင်းပေးပြီးတော့ဒီမှာအနှုတ်ပေးလေဆိုရင်ဒီကွာကြီးကဘာဖြစ်ကြလဲ NN လို့ခေါ်တယ်ညဝင်ဝင်ရိုးစွန်းဖြစ်တော့မယ် SN SN ဒီပုံစံမျိုးနဲ့သွားမယ်ဒီတိကိုကျွန်တော်တို့ရှင်းမယ်ထင်တယ်နော်ဒီကွာစောစောကညီကိုတို့ကိုပြောခဲ့တဲ့ကွာကြီးကိုကျွန်တော်တို့ကနှစ်ပိုင်းခွဲလိုက်မယ်နှစ်ပိုင်းခွဲတာကကွာကြီးကိုလုံးဝဖြတ်မထုတ်ပဲနဲ့အလဲကိုကျွန်တော်ကတက်ပွိုင်းထပ်ယူလိုက်မယ်တက်ပွိုင်းထပ်ယူလိုက်ပြီးတော့ဒီမှာအပေါင်းပေးပြီးတော့ ဒီမှာအနှုတ်ပေးတယ်ဆိုလို့ရှိရင်ဒီ꽌ကညာကိုလဲမယ်ဆိုရင်ဒီမှာအနှုတ်ပေးပြီးတော့ဒီမှာအပေါင်းပေးတယ်ဆိုလို့ရှိရင်ဒီ꽌ကဘဲကိုလဲမယ်ဒီပုံစံမျိုးနဲ့တော့အဲ့ဒီလိုပဲဒီမှာအပေါင်းပေးပြီးတော့ဒီမှာအနှုတ်ပေးတယ်ဆိုလို့ရှိရင်ဒီ꽌ကညာကိုလဲမယ်ဆိုရင်ဒီမှာအနှုတ်ပေးပြီးတော့ဒီမှာအပေါင်းပေးမယ်ဆိုလို့ရှိရင်ဒီ꽌ကဘဲကိုပြန်လဲမယ်တက꽌နဲ့ရှိတာကိုကျွန်တော်တို့ကနှစ်꽌ခွဲထုတ်လိုက်တာ20အုံရှိတဲ့ကွိုင်ကိုကျွန်တော်တို့က2ကွိုင်ခွဲထုတ်လိုက်တာဖြစ်တဲ့အတွက်ဒီဘက်ထိတ်နဲ့ ဒီဘက်ထိတ်နဲ့တိုင်းတော့ကကျွန်တော်တို့အခုပြောခဲ့တဲ့20အုံရှိတယ်အဲ့ဒါကိုကျွန်တော်တို့အလဲကောင်းကဖြတ်ပြီးတော့တိုင်းလိုက်တာဖြစ်တယ်ဒီဘက်ထိတ်နဲ့ဒီအလဲကောင်းနဲ့လာတိုင်းရင်10အုံရှိမယ်ဒီထိတ်နဲ့ဒီနဲ့လာတိုင်းရင်လည်းပဲ10အုံရှိမယ်အဲ့ဒီဒီထိတ်နဲ့ဒီထိတ်ကိုတိုင်းရင်တော့20ပဲဒါပေမဲ့ဂျားလေးကိုဖြတ်ပြီးတော့ကျွန်တော်တို့ကတပွင့်ယူလိုက်တဲ့ပြီးတော့ဒီထိတ်နဲ့ဒီထိတ်နဲ့တိုင်းရင်10အုံဒီအလဲကောင်းနဲ့ဒီထိတ်နဲ့တိုင်းရင်လည်း10အုံ ဒါပေမဲ့ဒီထိတ်နဲ့ဒီထိတ်နဲ့လှန်တိုင်လို့ရှိရင်20အောင်အဲ့ပုံစံမျိုးနှစ်ကွိုင်းကွိုင်းကြီးတစ်ကွိုင်းကိုကျွန်တော်တို့ကနှစ်ကွိုင်းခွဲထုတ်လိုက်တယ်။အဲ့ဒီလိုပဲအခုညီကိုတို့ပြတယ်နော်။တခြားလေးကြည့်ဖို့တော့လိုပဲရှုပ်သွားမယ်။ဒီမှာကျွန်တော်တို့ကကွိုင်းကြီးရှိတယ်။ကွိုင်းကြီးရှိတဲ့နေရာကိုဒီမှာတစ်ကွိုင်းခွဲထုတ်လိုက်တယ်။အဲ့ဒီလိုပဲဒီမှာဆိုတော့ဒီဟာကကွိုင်းတစ်ကွိုင်းနဲ့ရှိတဲ့ဟာကိုကျွန်တော်တို့ကနှစ်ကွိုင်းခွဲထုတ်လိုက်တာ။ဒါကြီးကတစ်ဆက်တည်းပဲ။အဲ့ဒီလိုပဲဒီဘက်မှာလည်းကျွန်တော်နောက်ထပ်တစ်ကွိုင်းခွဲထုတ်လိုက်မယ်။ကွိုင်းကြီးရှိတယ်။ကွိုင်းကြီးရှိတယ်။ရှိတဲ့ဟာကိုကျွန်တော်တို့ကနှစ်ကွိုင်း ူ့ကိုလည်းနှစ်ပိုင်ခွဲထုတ်လိုက်နှစ်ပိုင်ခွဲထုတ်တယ်ဒီမဲ့ဆိုတဲ့အခါကျတော့ဒီထိတ်နဲ့ဒီနေရာလေးနဲ့ဒီနဲ့လှမ်းတိုင်းရင်10အုံးအဲ့လိုပဲဒီနေရာလေးနဲ့ဒီနဲ့လှမ်းတိုင်းရင်လည်း10အုံးဒီနေရာနဲ့ဒီထိတ်နဲ့လှမ်းတိုင်းရင်လည်းပဲ10အုံးဒီနေရာနဲ့ဒီထိတ်နဲ့လှမ်းတိုင်းရင်လည်းပဲ10အုံးဆိုတော့ကျွန်တော်တို့ဒီအလေကောင်ကိုအပေါင်းတရိုးပေးလိုက်မယ် ဲ့ဒီ account ကိုကျွန်တော်တို့ဘယ်ကနေပေးမလဲဆိုလို့ရှိရင် EFI လို့ခေါ်တဲ့ top ဖွင့်မီရောက် EFI relay ကနေပြတော့ကျွန်တော်တို့အပေါင်းပေးလိုက်ဆိုတော့ဒီကိုအပေါင်းမပေးခင်မှာကျွန်တော်တို့သိစရာကဒီ coin ကိုကျွန်တော်တို့ဒီတိုင်ပုံစံကြီးကမျက်စိရှုပ်တယ်နောက်ထပ်ပုံစံတစ်မျိုးပြောင်းလိုက်မယ်ကဲနောက်ထပ်ပုံစံတစ်မျိုးဘယ်လိုပြောင်းလို့လဲ coin ကိုကျွန်တော်တို့ကတစောင်းဆွဲလိုက်မယ်ဗျာဒီမှာတစောင်းဒီမှာလဲနောက်ထပ်တစောင်းတစ် coin ဆွဲလိုက်ဒီနေရာကအခုညီကိုတို့ပြောတဲ့ဒီနေရာပဲ နှစ်ကွိုင်းလုံးထိနေတဲ့နေရာဒီနေရာပဲဆိုတော့ဒီ30တွေကိုဖြတ်လိုက်ဒီကိုတော့မျက်စိတွေကိုရှင်းသွားဒီမှာပင်နံပါတ်1 2 3 4ဒီမှာလည်းပါလဲဆိုလို့ရင်ပင်နံပါတ်1 2ဒီမှာ3 4 5ငါးငုတ်ရှိတဲ့ stepper motor တွေဒီဒါပဲဆိုတော့ကျွန်တော်တို့ကတိုင်းမယ်ဆိုရင်ဒီထိတ်နဲ့ ဒီထိတ်ဒီအခုဒီနေရာပဲဆိုပါဆိုမျက်စိတော့မြင်အောင်ကြည့်နော်ဒီထိတ်နဲ့ကျွန်တော်တို့ကဒီထိတ်ကိုလှန်တိုင်းမယ်ဒီထိတ်နဲ့ဒီထိတ်ကိုလှန်တိုင်းမယ်ဆိုရင်ဒီမှာကဒီအလေထိရ10အုံးဒီအလေထိက10အုံးဒီဘက်က10အုံး20ဟုတ်လားဒီမှာကြည့်လိုက်လေဒီမှာ10အုံး10အုံး20အဲ့လိုပဲဒီကနေဒီကိုလှန်တိုင်းမယ်ဒီမှာ10အုံးဒီမှာ10အုံး20ဒီမှာ10အုံးဒီမှာ10အုံး ဒီမှာ10အောင်ဒီမှာ10အောင်အဲ့ကျတော့20ဆိုတော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ချင်းဒီပတ်ပတ်လေတွေဒီထိန်းနဲ့ဒီထိန်းနဲ့လှမ်းတိုင်းရင်လည်းပဲဒီမှာ10အောင်နဲ့ဒီမှာ10အောင်နဲ့20ဒီထိန်းနဲ့လှမ်းတိုင်းရင်လည်းပဲဒီမှာ20ဒီထိန်းနဲ့လှမ်းတိုင်းရင်လည်း20ဒီလိုလှမ်းတိုင်းရင်လည်းပဲဒီလိုလှမ်းတိုင်းရင်လည်းပဲ20ဒီလိုလှမ်းတိုင်းရင်လည်း20ဒီလိုလှမ်းတိုင်းရင်လည်း20ဒီလိုလဲနိုင်ရင်လည်း20ဒီပုံစံနဲ့ဒီမှာဆိုလို့ချင်းလေဒီလန်တိုင်းလည်းပဲ20အုံဒီမှာလန်တိုင်းလည်းပဲ20အုံဒီမှာလန်တိုင်းလည်းပဲ20အုံဒီမှာလန်တိုင်းလည်းပဲ20အုံ20အုံပတ်လေဖြစ်နေပြီ ဒီ ठी ကိုရှင်းမယ်ထင်တယ်နော်ရှုပ်မသွားအောင်ကျွန်တော်ဒါလေးတို့လောလောဆယ်ပြန်ဖြတ်ပေးမယ်ဒီ ठी ကိုကျွန်တော်ပတ်ပတ်လေက20အုံးရှိတဲ့နေရာကိုကျွန်တော်တို့ကမဟုတ်ဘူးအလဲကောင်ကနေဖန်တိုင်းမယ်ဒီလဲကောင်ကနေဒီကိုလှန်တိုင်းရင်လည်းပဲ10အုံးဒီလဲကောင်ကနေဒီကိုလှန်တိုင်းရင်လည်းပဲ10အုံးဒီလဲကောင်ကနေဒီကိုလှန်တိုင်းရင်လည်းပဲ10အုံးဒီလဲကောင်ကနေဒီကိုလှန်တိုင်းရင်လည်းပဲ10အုံးအလဲကောင်ကနေပြီးတော့မှလှန်တိုင်းလို့10အုံးစီရှိတဲ့နေရာဆိုပါတော့ဒါကနမူနာ10အုံး 20အုံးဆိုတာနဲ့ကျွန်တော်ပြန်မြကိုပြောထားတာဖြစ်တယ်နော်ဒါလေးကိုတော့ရှုပ်မသွားဖို့လိုတယ်အရေးကြီးသိကြရသည်ကျွန်တော်တို့ quantity အကြီး2 quantity ရှိတယ်ဒီ quantity အကြီး2 quantity ကိုဒီ quantity 2 quantity ကိုကျွန်တော်တို့ကဒီပုံစံမျိုးမဆက်တော့ဘဲနဲ့အလဲကောင်းကို crossing ဆက်ထည့်လိုက်တာ crossing ဆက်ထည့်လိုက်တဲ့အခါကျတော့အခုကျွန်တော်တို့ကဒါကို crossing ဆက်လိုက်တယ် crossing ဆက်လိုက်ပြီးတော့စောစောကပြောတယ်ဒီ quantity အကြီးကိုအလဲကောင်းကနေပိုင်းလိုက်ပြီးတော့ဒီမှာအပေါင်းပေးပြီးတော့ဒီမှာအနှုတ်ဆိုညာလဲတယ်ဆိုရင် ဒီမှာအနှုတ်ပေးပြီးတော့ဒီမှာအပေါင်းပေးတယ်ဆိုလို့ချင်းသူကဘယ်လဲမယ်ဒီပုံစံမျိုးနဲ့သူကအလုတ်လုတ်ပဲပေါ့ဘယ်လဲမယ်ဒီပုံစံမျိုးနဲ့အလုတ်အဲ့ဒါကိုကျွန်တော်တို့ကနှစ်ကွိုင်းခွဲလိုက်တဲ့အခါကျတော့ဒီနေရာကိုအပေါင်းကိုကျွန်တော်တို့အသေးကင်ထားမယ်ဗျာဥပမာတစ်ခုအပေါင်းနှုတ်ကိုကျွန်တော်တို့ကဒီမှာအပေါင်းကိုအသေးကင်ထားမယ်အသေးကင်ထားပြီးတော့ဒီမှာအနှုတ်ပေးရင်ဒီမှာလည်းအနှုတ်ပေးမယ်ဒီပုံစံမျိုးဒီမှာအပေါင်းဖြစ်တဲ့ဒီကွိုင်းမှာသလိုချင်းရင်ကွိုင်းရဲ့ညာဘက်အဆုံးဒါကိုညာဘက်လို့ ခေါ်လိုက်မယ်ပေါ့ညာဘက်အစွန်းမှာကျွန်တော်တို့ကအပေါင်းယူထားပြီးတော့ကွာရဲ့ဘဲဘက်အစွန်းမှာကျွန်တော်တို့ကဘာပေးလိုက်အနှုတ်ပေးလိုက်တယ်ဆိုလို့ချင်းဒီမှာကျတော့ဒီကနေလှမ်းကြလိုက်ရင်ဒီဟာကျတော့ဘဲဖြစ်သွားတာဘဲကိုအနှုတ်အပေါင်းပေးပြီးတော့ညာကိုအနှုတ်ပေးတာဒီပုံစံမျိုးဖြစ်သွားတယ်ဒီအလဲကောင်ကနေလှမ်းကြလိုက်မယ်ဆိုလို့ချင်းဒီဘက်ဒီဘဲဆိုရင်ဒီဘက်ဒီကျွန်တော်တို့ကညာဖြစ်သွားမယ်ဒီပုံစံမျိုးလေကျွန်တော်တို့ရင်ဘက်တက်တက်ကနေကြည့်မယ်ဗျာတစ်ဖက်စီပေါ့အဲ့ပုံစံမျိုးကျွန်တော်တို့ဒီမှာဆိုလို့ချင်းရဒီပုံစံသဘောတရားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာကို ဘာပေးလိုက်မလဲဆိုတော့အပေါင်းကြီးပေးလိုက်အပေါင်းကြီးပေးလိုက်တယ်ပြီးတော့ဒီထက်ကိုကျွန်တော်တို့ကအနှုတ်ပေးလိုက်မယ်ဗျာဒီမှာအပေါင်းရှိတဲ့အတွက်ဒီနေရာကနေလှမ်းကြည့်ရင်ဒီနေရာဒီအနှုတ်ပေးလိုက်တာဖြစ်တဲ့အတွက်ညာကိုလဲလာမယ်ဆိုပါစို့ညာကိုလဲလာမယ်ဒီ coin ကိုကြတော့ကျွန်တော်တို့ကဘယ်လိုဖြစ်လို့လဲညာကိုလဲတဲ့အခါကိုကျွန်တော်တို့ကတောင်ဝင်ရိုးစွန်းလို့ခေါ်တဲ့ S တောင်ဝင်ရိုးစွန်းအဲ့ဒီကနေကျွန်တော်ဒီမှာအပေါင်းပေးထားတာပဲဒီဟာမှာကြတော့ဒီ coin ပုံစံမှာဒါကညာဆိုလို့ရှိရင်ဒီ coin ရလှမ်းကြည့်တာဘယ်ဖြစ်သွားလဲ ဘယ်ဖြစ်တယ်လဲ तू ကဘာလဲဆိုဒီမှာအနှုတ်ပေးတဲ့အခါမှာကျော် तू ကမျက်ဝင်ယူစုံဖြစ်သွားမှာရှင်းမလားမသိဘူးနော်ဒီမှာကျွန်တော်တို့ကအလဲကောင်းကိုဘိုင်းဒီကိုကျွန်တော်တို့အပေါင်းကိုအသေးပေးထားမှာအသေးပေးထားတဲ့ပြီးတော့ဒီအလဲကောင်းကနေလှမ်းကြည့်လို့ဘယ်ဘက်ကိုရှိတဲ့နေရာကိုကျွန်တော်တို့ကအနှုတ်ပေးလို့ညာလဲတယ်သလိုရှင်ရင်ဒီ quai မှာကျတော့ဒီဘက်ကိုလှမ်းကြည့်တဲ့အခါမျိုးလားညာဘက်ကိုရှိတဲ့ဟာကိုအနှုတ်ပေးမှ तू ကညာကိုလဲမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီဘက်ကလိုပဲဆိုပါတော့ဒီဟာကဒီနေရာမှာအပေါင်းပေးပြီးတော့ဒီနေရာမှာ ျွန်တော်ကအနှုတ်ပေးတယ်ဆိုလို့ချင်းမော်တော်ကြီးကလဲမှာမဟုတ်တော့ဘူးထစ်နေမှာအဲ့ပုံစံမျိုးပုံစံနဲ့ဒီဟိုအပေါင်းကိုတည်ပေးပြီးတော့ဒီဘက်ဒီကိုပဲကျွန်တော်တို့ကလိုက်ပြီးတော့အပေါင်းနှုတ်ကိုတောင်ဝင်ရိုးစုံမြောက်ဝင်ရိုးစုံကိုလိုက်ပြောင်းပေးလိုက်တာဆိုတော့ဒီမှာ S ပေးဒီမှာ N ပေးပြီးတော့လဲဒီမှာလဲ S ပေးဒီမှာလဲ N ပေး꽌ိနှစ်꽌ိမဲလေဘာလို့ဒီနေရာမှာ S ဖြစ်သွားလဲဆိုတဲ့ပြီးတော့ကိုနိုင်ဒီကနေဒီဘာလို့ S မဖြစ်တာလဲလုံနေမှာဆိုလို့မဟုတ်မျက်စိတွေရှင်းသွားဒီ꽌ိနှစ်꽌ိကိုကျွန်တော်တို့ကဒီ take ဒီအောက်ကိုကျွန်တော်တို့ကဒီဘက်ကိုဆွဲထည့်လိုက်တာခွဲတယ်ဒီဘက်ကကျွန်တော်ဒီဘက်ဖြစ်သွားတယ်ကွာဒီမှာလဲ s ပဲဒီမှာလဲ s ပဲဒီမှာလဲ n နေမယ်ဒီမှာလဲ n နေမယ်ဒီပုံစံမျိုးဖြစ်သွားတာဖြစ်တော့ဒါဒီက s ဒီမှာအနှုတ်တလှဲ့ပေး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 ဒီမှာအနှုတ်ပေးတုန်းကကြတော့ quine ကညာဘက်မှာရှိအဲကျွန်တော်တို့အပေါင်းပေးတဲ့နေရာညာဘက်မှာရှိနေတာဒီမှာအနှုတ်ပေးတဲ့ခါကျတော့အပေါင်းကကျတော့ဘယ်ဘက်မှာဖြစ်သွားတာတခါ တောင်မြောက်တောင်မြောက်ဒီပုံစံမျိုးတောင်မြောက်တောင်မြောက်ဆိုလို့ရှိရင်ညာကိုလဲတာဆိုလို့ရှိရင်ခါပြောင်းပြန်ပြန်ပြီးတော့မြောက်တောင်မြောက်တောင်ဆိုပြီးတော့ပြီးလို့ရှိရင်မော်တာပြောင်းပြန်ပြန်လဲမှာဒီပုံစံမျိုးနဲ့လှုပ်လို့လာဒီဒီကိုရှင်းမလားမသိဘူးเนาะကျွန်တော်ဒါလေးကိုပြန်ပြမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ quire ကြီးတက် quire ရှိတယ်20အုံးရှိတယ်ကျွန်တော်တို့20အုံးရှိတဲ့ quant ကြီးကိုကျွန်တော်ဒီဘက်မှာဘယ်လိုလုပ်လဲဆိုတော့ဒီမှာ s เนาะညီကိုတို့မျက်စိတော့မြင်အောင်ဒီမှာ s ရှိမယ် ဒီမှာအန်ရှိမယ်ဒီနေရာကြီးကိုကျွန်တော်တို့ကအတဲမဆွဲတော့ဘူးကြောင်းမြန်အဆောင်ဆွဲလိုက်မယ်ဒီမှာ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 အဆောင်ဆွဲလိုက်မယ်ဒီမှာဘာလဲဆိုဒီထိပ်ဖြစ်တဲ့ S ပဲဒီမှာကဒီအောင်ဖြစ်တဲ့ဒီအောက်ဖြစ်တဲ့ N နဲ့အဲ့လိုပဲနောက်ထပ်ဒီဘက်မှာလည်းကျွန်တော်တို့ကတကွိုင်းထပ်ပြီးတော့အကြီးဆွဲလိုက်မယ်ဒီမှာ S ပဲဒီမှာ N နဲ့ဒီ S ကိုဒီမှာကျွန်တော်တို့ကထားလိုက်မယ်ဒီ N ကိုဒီကိုလာထားလိုက်မယ်ဒီမှာဒီပုံစံမျိုးကြီးထားလိုက်မယ်ဒီမှာ N နဲ့ ဒီမှာ S ပဲဆိုတော့ဒီ coin လေးခုစလုံးစုံတဲ့နေရာကိုကျွန်တော်တို့ကအပေါင်းကိုပေးလိုက်မယ်အပေါင်းကိုပေးလိုက်မယ်အပေါင်းကိုပေးလိုက်တဲ့ခါမှာဒီမှာအပေါင်းရှိနေတာဖြစ်တဲ့အတွက်ဒီဘက်ကိုအနှုတ်ပေးလို့ဒီဘက်ကိုအနှုတ်ပေးလို့ကျွန်တော်တို့ကဒီ coin ကတက်လိုက်စွဲအားဖြစ်တယ်ဆိုရင်စွဲတယ်နော်ဒီမှာဆိုလို့ရှိရင်စွဲတယ်စွဲအားဖြစ်တယ်ဆိုလို့ရှိရင်ဒီဘက်ကိုကျွန်တော်တို့ကအနှုတ်လာပေးတဲ့ခါဒီမှာတော့ကအောက်မှာရှိတဲ့កောင်က အပေါင်းအပေါ်မှာရှိတဲ့ကောင်ကအနှုတ်ဒီမှာကြတော့ကျွန်တော်တို့ကတကယ်လို့ထပ်ပြီးတော့ဆွဲစေခြင်းနဲ့ဆိုရင်ဒီမှာကျွန်တော်တို့ကအနှုတ်ပွေးပြီးတော့ဒီမှာအပေါင်းကိုပေးမှာဒီကောင်ကဆွဲမှာဟုတ်ဒီကောင်ကျတော့ကျွန်တော်တို့ကတွန်းနေတာတွန်းစေခြင်းတာတွန်းစေခြင်းတာဖြစ်တဲ့အတွက်ဘယ်လိုလုပ်ပေးရလဲဆိုတော့ကကျွန်တော်ဒီမှာကျတော့ကျွန်တော်တို့ကအနှုတ်ပေးပြီးတော့ဒီအပေါ်ကိုပြန်ပြီးတော့အပေါင်းပေးရတယ်ဒီမှာကျတော့အပေါ်ကိုအနှုတ်ပေးပြီးတော့အောက်မှာအပေါင်းပေးတယ်ဒီမှာကျတော့အပေါ်ကိုအပေါင်းပေးပြီးတော့အောက်မှာအနှုတ်ပေးတယ်ဒီပုံစံမျိုးနဲ့ဒီမှာတောင်ဝင်ရိုးစွန်းမြောက်ဝင်ရိုးစွန်း ပေးပြီးဆိုလို့ရင်ဒီကဒီဘက်အလှည့်ဒီမှာတာဝန်ရိုးစုံဒီမှာမြောက်ဝင်ရိုးစုံဒီမှာဆွဲမယ်ဒီမှာတွန်းမယ်ဒီမှာဆွဲမယ်ဒီမှာတွန်းမယ်အဲ့ပုံစံမျိုးနဲ့ဆွဲလိုက်တွန်းလိုက်ဆွဲလိုက်တွန်းလိုက်တစ်ခုကဆွဲတစ်ခုကတွန်းဟိုအဲ့ပုံစံမျိုးနဲ့သွားမှာပေါ့နော်အဲ့လိုမဟုတ်ဘူးလေဒီမှာအာတောင်မြောက်ပြီးလို့ရှိရင်ဒီဟိုသွားပေးတယ်ဆိုလို့ရှိရင်ဒီမှာဒီမှာကလည်းတွန်းတယ်ဒီမှာကလည်းတွန်းတယ်မော်တော်ကြီးကဒီနန်းလေးပြင်ထစ်တယ်တစ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 ်ဆိုတော့တဲနေမှာပေါ့နော်ဒီပုံစံမျိုးနဲ့ဖြစ်မှာဆိုတော့ဒီအထိကိုနားလဲသွားမယ်ထင်တယ်နော်ဒါကကျွန်တော်တို့ ကျိုးငါးပင်လာတဲ့ဒီမှာဆိုလို့ချင်းဥပမာကျွန်တော်ပင်နံပါတ်1 2 3 ဒီမှာဖိုးဒီမှာ5ဆိုရပြီးတော့ပင်နံပါတ်5ပင်လာတဲ့စတပါမော်တာရဲ့ပုံစံပဲအဓိကတော့ဒီ coin တစ်ခုကိုကျွန်တော်တို့ကမျက်စိတွေကိုရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်ဖို့လိုတယ် coin တစ်ခုရှင်းရှင်းလင်းလင်းကြောင်းကြည့်ဖို့လိုတယ်ဆိုတော့ကျွန်တော်ဒီမှာအပေါင်းပေးပြီးတော့ဒီမှာအနှုတ်ပေးတယ်ဆိုလို့ရှိရင်မော်တာကဆိုပါစို့ဒါဒီတန်လိုက်ဖြစ်သွားတယ်တန်လိုက်ဆွဲတယ်ဆိုရင်ဒီမှာအနှုတ်ပေးပြီးတော့ဒီမှာအပေါင်းပေးလို့ရှိရင်သူကတွန်းမှာအဲ့ပုံစံမျိုးအဲ့ဒါကိုကျွန်တော်တို့ကဒီထိတ်မှာဖြတ်တဲ့ပြီးတော့ ဒီထိတ်မှာဖြတ်တယ်ပြီးတော့အပေါင်းပဲဖြစ်စေအနှုတ်ပဲဖြစ်စေကျွန်တော်တို့အသေးပေးလိုက်မယ်ဆိုတော့ကျွန်တော်တို့အပေါင်းသေးပေးလိုက်မယ်အပေါင်းသေးပေးလိုက်ပြီးဒီထိတ်မှာအနှုတ်ပေးလို့ဆွဲတယ်ဆိုရင်ဒီဘက်ကိုအပေါင်းပေးလို့ရှိရင်သူကဟိုအပေါင်းပေါင်းရင်ဖြစ်သွားမှာဖြစ်တယ်ကွာအလုံးမလုံးအဲကျတော့ကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်အပေါ်မှာရှိတာနဲ့အောက်မှာရှိတာကိုပြန်ပြောင်းနေပြီးတော့မှအလဲကောင်းမှာယူပြီးတော့ဒီပုံစံမျိုးနဲ့လှုပ်လိုက်တာပေါ့နော်ဒါကကျိုး၅ပင်ရှိတဲ့ဟာဆိုတော့ကျွန်တော်ဂျိုး၆ပင်ရှိတဲ့ဆာဗာမော်တာကိုသွားမယ်ဒါကိုနားလဲရင်ဂျိုး၆ပင်ကလည်းလွယ်ပါတယ်ရှင်းပါတယ် ချိုးချောက်ပင်ကြတော့ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုတော့ဆော့ဆော့ပြောတဲ့ဒီမှာကျွန်တော်တို့ဒီ꽌မဲဆိုပါဆိုအဲ꽌ကိုကျွန်တော်ဒီမှာအဲဘယ်လိုပုံစံဆွဲလိုက်မလဲဒီမှာတ꽌ရှိမယ်ဗျာဒီမှာတ꽌ရှိမယ်ဗျာကျွန်တော်နှစ်꽌ရှိတယ်အဲ့နှစ်꽌ရှိတဲ့ဒီကြားတဲ့ကိုကျွန်တော်တို့ကပြန်ပေါင်းတာပဲတူတူပဲဘာမှမထူပြန်ပေါင်းပြီးတော့ကျွန်တော်တို့ကဘယ်လိုလုပ်လိုက်လဲဆိုလို့ချင်းညာဒီမှာလာတဲ့ပြီးတော့ကျွန်တော်တို့ကအပေါင်းကိုပေးတာပဲဒီမှာက SN အဲဒီပုံစံမျိုးပဲပေးတာပဲဘာမှမထူးဘူးအလဲကောင်ကိုကျမှကျွန်တော်တို့ကအပေါင်းပေးတဲ့ခါမှသူတွေဒီမှာအပေါင်းကလည်းဒီကိုလာတဲ့ဟာလက်မလာဆက်တယ်ဒီဟာအပေါင်းကလည်းဒီကိုကြတော့လာဆက်တာပဲပင်နမအနေနဲ့ကျမှသူ1 2 3 4 5ဆိုတဲ့ပြီးတော့ဂျိုး6ပင်ဖြစ်သွားတာအလဲအထဲထဲမှာကျတော့အလဲကောင်မှာကျတော့လာပြီးတော့ပေါင်းတာပဲသဘောတရားပုံစံကတော့အတူတူပဲပေါ့နော်ဆိုတော့ဒီ အနှုတ်တွေကြီးတဲ့သူကခိုင်းသွားတယ်အဓိကသိကြတာကဒီ၅ပင်ဖြစ်တဲ့ဒီပုံစံလားတဲ့ဟာမှာသူတို့ရှင်ရင်လည်းဒီနေရာကိုကျွန်တော်တို့အပေါင်းကိုအသေးပေးထားပြီးတော့ဒီဘက်ကိုအနှုတ်တွေလှည့်ချပေးသွားတယ်၆ပင်ဖြစ်တဲ့ဟာဒီမှာသူတို့ရှင်ရင်လည်းသူကဒီနေရာတွေကိုလာပြီးတော့အပေါင်းတကြိုးစီပေးထားတယ် သူအကုန်လုံးကတော့ဒီမှာလာပြီးတော့လဲကောင်းမှာကျွန်တော်ပြန်ပေါင်းထားတာပဲကျွန်တော်တို့မြင်ရတာဒီဒီမှာပြန်နံပါတ်1 2 3 4 5 6ဆိုတဲ့ပုံစံနဲ့မြင်ရတာဆိုပေမဲ့လဲကောင်းမှာတော့လာပြီးတော့ပေါင်းသွားတယ်ပဲဆိုတော့သူ့မှာလည်းပဲဒီမှာအပေါင်းကလည်းအသေးရောက်မယ်တော့ဖွင့်မီရောက်ရောက်မယ်ဒီအပေါင်းကလည်းတော့ဖွင့်မီရောက်ဖြစ်မယ်ဒီနှစ်ဆကတော့တော့ဖွင့်မီရောက်ပုံစံနဲ့ရောက်မယ်ဒီ step တွေကိုကြတော့ကျွန်တော်တို့က sequence လို့ခေါ်တဲ့အနှုံနဲ့ပြည်တယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုရေးပေးမယ်ပေါ့နော် sequence လို့ခေါ်တဲ့အလှည့်ကျနဲ့ပြည်တယ် အလှဲကြပုံစံနဲ့အဲကျွန်တော်တို့ကအနှုတ်ကိုပေးတယ်ပေါ့နော်အခုပြောပြညီကိုတို့ဒီမှာစောစောကပြောတဲ့ငါးပင်မှာသလိုရှိရင်ဒီမှာရှိနေတဲ့နေရာကိုကျွန်တော်တို့ကအပေါင်းကိုအသေးပေးထားတာဖြစ်တဲ့အတွက်ဒီမှာသလိုရှိရင်အနှုတ်ကိုဒီမှာတလဲ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 ဆိုတော့အနှုတ်ပုံစံနဲ့ပေးတယ်အနှုတ်ကိုကျတော့ဘယ်လိုပေးမလဲပေါ့နော်ဘယ်လိုပေးမလဲဆိုတော့ကျွန်တော်မျက်စိတွေကိုမြင်လွဲကြတကွိုင်ကိုပဲကျွန်တော်ဒီကွိုင်လေးတကွိုင်ကိုပဲကျွန်တော်မျက်စိတို့ညီအောင်ဆွဲပြလိုက်မယ်ပေါ့နော်ဒီမှာဆိုပါဆိုဒီမှာဒါအပေါင်းလိုင်းကြီးပေါ့အပေါင်းလိုင်းကြီးမှာကျွန်တော်တို့ကကွိုင်ကိုဒီလိုဆက်ထားတယ် ဒီမှာဒီမှာ꽌ရှိတဲ့ဒီအနှုတ်ကိုကျတော့ကျွန်တော်တို့ကဘယ်လိုပေးမလဲဆိုရင်ဒါအနှုတ်လိုင်းပေါ့ဒါအနှုတ်လိုင်းအနှုတ်လိုင်းပုံမှာဘယ်လိုဒီမှာအပေါင်းနဲ့ကစားတယ်ကစားပြီးတော့မှဘယ်လိုလာမလဲဆိုရင်ဒီမှာကျွန်တော်တို့က transistor တစ်လုံးကိုထိုင်လိုက်တယ်ပဲဆိုပါတော့ဒီမှာ ambient transistor တစ်လုံးကိုထိုင်ထိုင်ပြီးဆိုမှဒီမှာတွဲထားလိုက်တယ် တကယ်လို့ဒီ coin ကိုတန်လိုက်ဆက်ကွင်းဖြစ်စေခြင်းမီဆိုရင်ဒီဘက်ကအပေါင်းဒီအပေါင်းကတော့အသေးရောက်နေပြီးသားပဲဒီအနှုတ်လှုပ်လှုပ်ဖို့အတွက်ကျတော့ဒီအောက်ကအနှုတ်ကဒီကိုရောက်ဖို့လိုတယ်ဒီကိုရောက်ဖို့ဆိုလို့ချင်းဒီဘက်ကကျွန်တော်တို့ positive လို့ခေါ်တဲ့အပေါင်းနဲ့ကစားပြီးတော့မှ switching လုပ်ပြီးတော့မှ ကစားလိုက်တယ်သူတို့ချင်းဒီအနှုတ်ဒီဒီကိုဓာိုင်းလိုရှောက်သွားမယ်ရှောက်သွားတဲ့အခါမှာသူတို့ဒီကွိုင်းကအလုံးလုံးပဲဒီကွိုင်းလှည့်ပြီးလို့ရှိရင်နောက်ထပ်ဒီဘက်မှာသူတို့ချင်းကခုပြောသလိုတက်ကွာနောက်ထပ်လဲဒီမှာတက်ကွာနောက်ထပ်လဲဒီမှာတက်ကွာအဲ့ပုံစံမျိုးနဲ့သူကအလှည့်ကျလှုပ်သွားမှာပဲဖြစ်ပါတယ်အလှည့်ကျခိုင်းတာကိုပဲဒီလိုမျိုးအလှည့်ကျခိုင်းတာကိုလဲ sequence နဲ့လှုပ်လှုပ်တယ်လို့ခေါ်သေးတယ်ဒီမှာတလှည့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 ်အဲ့ပုံစံမျိုးနဲ့ဒီမှာဆိုဥပမာ1 2 3 4ပေါ့နော်ဒီပုံစံမျိုး1 2 3 4 1 2 3 4အစင်လိုက်ပေးတယ်ဆိုလို့ရှိရင် မော်တာဒီညာကိုလဲတယ်ဆိုခဲ့ရင်တကယ်လို့4 3 2 1ပုံစံနဲ့ပြန်ပေးတယ်ဆိုလို့ရှိရင်မော်တာကကျွန်တော်တို့ကြောင်းမြန်ဘဲကိုပြန်လဲမယ်ပေါ့နော်ဒီပုံစံမျိုးနဲ့မှတ်ထားလဲဆိုလို့ရှိရင်တော့ပို့ပြီးတော့အစင်ပြင်မယ်ကျွန်တော်တို့သိစရာဒီအလဲကောင်းကိုအသေးကင်ထားပါအသေးကင်ထားပြီးတော့ကျွန်တော်တို့ဘေးပတ်ပတ်လေးကိုတိုင်းကြည့်တယ်ဆိုလို့ရှိရင်ဆိုပါဆိုခုပြောသလိုဆယ်အုံးရတယ်ဆိုလို့ရှိရင်အလဲကောင်း မကင်မိပဲနဲ့ဘေးအဆုံတွေကနေပြီးတိုင်းမယ်ဆိုရင်ဒီဟိုတိုင်းလဲ20ရမယ်ဒီဟိုတိုင်းလဲ20ရမယ်ဒီဟိုတိုင်းလဲ20ရမယ်အဲ့ဒီပုံစံမျိုးနဲ့ရမယ်ပေါ့နော်ဒါကစပါမော်တာတွေ အထဲမှာဘလို့လှုပ်လှုပ်တဲ့ဆိုတဲ့ပုံစံပဲဖြစ်ပါတယ်ဒီပုံစံကိုနားလည်ဖို့ကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ April Circuit ကိုနားလည်အရင်နားလည်ထားမှအဆင်ပြေမယ်နော် April Circuit မှာကျွန်တော်ပြန်နှိုးပေးမယ်ဆိုရင်ဒီမှာကျွန်တော်တို့ motor ဆိုထည့်လိုက်ပြီးတော့ဒီဘက်ကိုအပေါင်းပေးပြီးတော့ဒီဘက်ကိုနှုတ်ပေးလို့ညာလဲတယ်ဆိုလို့ရှိရင်နောက်ထပ်ပုံစံတစ်မျိုးဒီမှာ H ပုံစံအနေနဲ့ဒီဘက်ကိုကျွန်တော်တို့ကအပေါင်းပေးပြီးတော့ဒီဘက်ကိုအနှုတ်ပေးတယ်ဆိုလို့ရှိရင်ပုံစံပြောင်းသွားမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီပုံစံမျိုးလိုပဲကျွန်တော်ဒီမှာဆိုလို့ရှိရင် ဒီနေရာမှာအပေါင်းထားတာဖြစ်တဲ့အတွက်ဒီကိုအနှုတ်ပေးလို့ရှိရင်ဒီနေရာလှမ်းကျင်အပေါ်ဖြစ်နေမယ်အပေါ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတာဝန်ရိုးစုံဖြစ်ခဲ့ရင်ဒီမှာနှုတ်ပေးတယ်ဆိုလို့ရှိရင်ဒီကလှမ်းကျင်ရင်အပေါင်းဒီအပေါ်ဖြစ်နေမယ်ဒီမှာဒီအနှုတ်ဒီအပေါ်ဖြစ်နေဒီမှာကတွန်းတယ်ဆိုရင်ဒီမှာဆွဲမယ်ဒီမှာဆွဲတယ်ဆိုရင်ဒီမှာတွန်းမယ်ဒီပုံစံမျိုးနဲ့သူလှုပ်လှုပ်သွားမယ်ကွိုင်ကြီးဒီလိုရှိနေတဲ့ကွိုင်ကြီးနှစ်ကွိုင်ကို crossing ကျွန်တော်တို့ပြန်ထည့်လိုက်တာပြန်ထည့်ပြီးတော့မှ ကျွန်တော်တို့အကုန်လုံးစုံချက်ကိုလာပြီးတော့အပေါင်းကိုပေးတယ်ပြီးတော့အနှုတ်တင်နဲ့အလှဲ့ကျပတ်လေမောင်းသွားတာပေါ့နော်ဒါလေးဆိုလို့ရှိရင်ဒီလောက်ဆိုလို့ရှိရင်ညီကိုတို့လည်းအဲသဘောပေါက်သွားမယ်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးတည်စရာကပေါ့နော်တည်စရာကဘာလဲဆိုတော့ကျွန်တော်ရိုးရိုးပေါ့မော်တာတွေ300ကနေအခုပြောတဲ့ပေါ့နော်ကျွန်တော် April Circuit လိုမျိုးမော်တာတွေ300ကနေပြီးတော့မှဘာလို့ဒီ stepper motor ကိုပြောင်းပြီးတော့သုံးလာတယ်ပေါ့ဒါကိုပြောမယ်ဆိုလို့ရှိရင် stepper motor ကိုသုံးရတဲ့အကြောင်းရင်းဒီဒါလေးကိုမှတ်ထားလို့လိုပါတယ် තිස්ස බමෝටානේ ုံးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တခြားအရာတွေနဲ့မတူဘဲနဲ့ step 1ဆိုလို့ရှိရင်1 2ဆိုလို့ရှိရင်2ဆိုပြီးတော့ step align အတိအကျကိုကျွန်တော်တို့ကရနိုင်တာဖြစ်တဲ့အတွက်ဒီ motor ကိုနောက်ပိုင်းမှာဆိုလို့ရှိရင်အသုံးများလာတယ်သုံးလာတယ်ပေါ့နော်ဒါကတော့ဒီ stepper motor လေးကိုသုံးရခြင်းရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်ညီကိုတို့လည်းဒီ stepper motor တိုက်နဲ့ပတ်သက်ပြီးတော့နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်အရေးအကြီးဆုံးတိကျကတော့ဗာလဲဆိုလို့ချင်းရကျွန်တော်တို့အနှုတ် sequence နဲ့ပေးတယ်အနှုတ်အလှဲ့ကျပေးတယ်ဆိုတဲ့နေရာမှာအပေါင်းကိုအသေးပေးထားပြီးတော့အနှုတ်နဲ့ပတ်လဲဒီနေရာအလဲကို point ထားပြီး ြီးတော့မှဘေးပတ်ပတ်လေကိုကျွန်တော်တို့အလှည့်ကျပေးလိုက်တာဖြစ်တဲ့အတွက်သူ့ကို sequence share နဲ့အလုပ်လုပ်တယ်။ sequence နဲ့အလုပ်လုပ်တယ်ဆိုပြီးတော့ခေါ်ဆိုတာပဲဖြစ်ပါတယ်။အဲ့ဒီလို ဒီမှာကျွန်တော်တို့ကအနှုတ်ပေးတယ်ဆိုလို့ချင်း step 1 point နဲ့ဆိုလို့ချင်းဒီမှာနှုတ်ပေးရင် step 2 point မယ်ဒီမှာနှုတ်ပေးရင်3 point မယ်ဒီမှာနှုတ်ပေးရင်4 point မယ်ဆိုတော့ပုံစံမျိုး step အဆင့်အဆင့်လိုက်အလုပ်လုပ်သွားမှာပဲဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့သူ့ကိုခေါ်တဲ့အခါမှာဆိုလို့ချင်း sequence နဲ့လုပ်လုပ်တယ် sequence နဲ့လုပ်လုပ်တယ်လို့ခေါ်ဆိုတဲ့ကျွန်တော်တို့အလှည့်ကျအလုပ်လုပ်တဲ့ပုံစံပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နောက်ဗီဒီယိုမှာဆိုလို့ချင်းတော့ကျွန်တော်တို့ဒီ EGR စနစ်ရဲ့ကုလာအကြောင်းတွေကံအကြောင်းတွေ bypass ဘားတွေရဲ့အကြောင်းတွေကိုကျွန်တော်တို့အားလုံးပေါင်းပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လဲဆုံတွေ့ပါမယ် မယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်